သမဘွယ်စုချင်းမြင့်ဘွယ်ခန္ဓာကိုဒီကနေ့မနက်ပိုင်းမှာရန်ကုန်မြို့ကုန်းမြင့်သာရှိဇယတိဘိမ့်မှန်မှာကျင်းပပြုလို့ရပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လွန်ကြုံရေးအေဂျင့်တာရဲ့ကော်မရှင်ဥက္ကဋ္ဌဗုဒ္ဓဘာသာကရဏရှိဝတ်တင်ယာသက်ပန်နိုင်ရကကြီးဗိုလ်ချုပ်မှုကြီးမြောက်လိုင်းတယောက်အမှာစကားပြောကြပြီးစုများပြည့်ရဲ့ချင်းမြင်ပါတယ် ပထမဆုံးနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လွှမ်းကြိုးရေးနှင့်အေဂျင်တာရဲ့ကော်မရှင်ဦးထားဗုဒ္ဓဘာသာကလန်နက်ယူဝတဲ့ယာသက်ပန်နိုင်ငံကကြီးနဲ့အဖွဲ့အများဟာဗုဒ္ဓဘာသာကလန်နက်ယူဝတဲ့မှတ်တမ်းထက်ပုံပြကန်ကိုကြီးရှုကြပါတယ်။ အဲ့ဒီနောက်အခမ်းအနားကိုကျင်းပပြုလို့ရအခမ်းအနားကိုဇေယျတော်တန်ခါတော်မြတ်ကော်မရှင်တွေ့ရင်မူတွဲဖက်မှုဆောင်ချုပ်ဘူဂျိုကြီးရဲဝင်ဦးပြည်တော်စုဝင်ကြီးများဖြစ်ကြတဲ့ဦးလာမိုးဦးခင်မောင်ကြီးရန်ကုန်တိုင်းဒေသကြီးဝင်ကြီးချုပ်အစိုးသိကာကွယ်ရေးစီချုပ်ရုံမှအစင်းမြင့်တက်မတော်ရာရှိကြီးများဒုတိယဝင်ကြီးများဗုဒ္ဓဘာသာကလျာဏယူဝအသင်း YMBA ဥက္ကဋ္ဌနဲ့ဖွဲ့များအသင်းဖွဲ့များမှတာဝန်ရှိသူများ 85ကြိမ်မြောက်ဆင်ရတူ38ပြမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်ဆောင်ပွဲများမှာဆွေရရှိသူများနဲ့ဖေကြားထားတဲ့ဧည့်သည်တော်များကျောင်းသားကျောင်းသူများတက်ရောက်ကြပါတယ်အရင်တော့ ဗုဒ္ဓဘာသာကလျာဏယုဝသင်ကြီးရဲ့85ကျင်းမြောက်စာရတူ38ပြာမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်ဆောင်မူပဲစူးချင်းမြတ်ပဲခန္ဓာကိုနမောတတသုံးကျေရဆိုဘုရားကတော်ဖွင့်လှစ်ကြပြီးပြည်တော်စုသမ္မတမြန်မာနိုင်ငံတော်လည်းအာကာရဝပြုဥညွတ်လေးပြုကြပါတယ်။ အဲ့ဒီနောက်မော်ဘီနယ်မော်လမြိုင်မြို့မှာ26ကြိမ်မြောက်မြမရိုးရရင်ကျင်းမှုအစိုးကရည်တည်ပြန်ပွဲခေဟောင်းကာလာပေါ်ပြန်ပွဲမှာငွေတစေးစုရရှိခဲ့တဲ့မတ်တူတူတန်တအောင်က၃ရောင်ချဲတခြင်းဖြင့်တည်ဆူဖြော်ပြပါတယ် င်းအောင်နိုင်ငံတော်ရဲ့သမ္မတနိုင်ငံတော်လွှတ်ကြိုင်းနေအေဂျန်တာရဲ့ကော်မရှင်ဥက္ကဋ္ဌကအမှစကားပြောကြရမှာဗုဒ္ဓဘာသာကလျာဏယူဝသင်ကြီးစတင်ပေါ်ပေါချင်းကလေးကထားရှိခဲ့တဲ့ရွေးချယ်များနဲ့ညီ38ပြမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်ဆောင်မွေးများကိုကျင်းပပြီးသာသနာတော်ထွန်ကားပြန်ပွားရေးဂျိုးပန်းဆောင်ရွက်ခဲ့တဲ့ဟာဒီကနေ့ဆိုပါက85ကြိမ်မြောက်တိုင်ခဲ့ပြီဖြစ်ပါကြောင်း အတင်းကြီးစတင်ပေါ်ပေါက်လာကလေးကအမျိုးဘာသာသာသနာပညာကြီးပွားမြင့်မားရေးအတွက်ရည်ရချက်ထားရှိခဲ့ပြီးမူလချမှတ်ခဲ့တဲ့ရွေးချယ်များနဲ့ညီဒီကနေ့ချိန်တိုင်အောင်မပြတ်မရွေးမဲတာဝန်ရှိသူများကဂျိုးပန်းကောင်တဲပေါ်နေကြတာကိုတွေ့ရှိရတဲ့အတွက်ဝမ်းမြောက်ဂုဏ်ယူစွာအသိအမှတ်ပြုပါကြောင်း YMBA တင်းကြီးရဲ့တမိုင်းကြောင့်ကိုပြန်လည်ပြောကြားမယ်ဆိုပါကမြန်မာလွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းဟာတွန်တွဲပါလာမှာဖြစ်ပါကြောင်းမြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတမိုင်းမှာ YMBA တင်ကြီးဟာလွတ်လပ်ရေးနဲ့မြို့သားနိုင်ငံရေးကိုဥဆောင်ဥရပြုခဲ့တဲ့အစောဆုံးအမျိုးသားရေးအသင်းဖွဲ့ကြီးဟုဆိုနိုင်ပါကြောင်း1906ခုနှစ်မှာစတင်ပေါ်ပေါက်ခဲ့တဲ့အတင်းကြီးဟာဒီကနေ့ဆိုပါကနှစ်ပေါင်း139နှစ်တိုင်ခဲ့ပြီဖြစ်ကြောင်းမြမသမိုင်းကိုပြန်ကြည့်မယ်ဆိုပါကမိမိတို့လူမျိုးများဟာအမျိုးသားရေးစိတ်ဓာတ်နဲ့မျိုးချင်းစိတ်ဓာတ်ပြင်းပြသူများဖြစ်တာကိုအခိုင်အမာတွေ့ရပါကြောင်းမိမိတို့ဟာ လွတ်လပ်ရေးကြီးဆုံးရှုံးခဲ့ရပေမဲ့လည်းမြန်မာတမျိုးသားလုံးရဲ့ဇီးလုံးညီညွတ်မှုအကြောင်း1906ခုနှစ်မှာဘာသာရေးကိုအခြေခံတဲ့ YNPA အသင်းကြီးပေါ်ပေါက်ခဲ့ကြောင်းအဲဒီကမှတစဉ်1920ပြည်နှစ်မှာ YNPA မှ GCPA ဟူ၍ပြောင်းလဲဖွဲ့စည်းပြီးရခိုင်ကထက်နိုင်ငံရေးလှုပ်ရှားမှုများကိုပုံမဆောင်ရွက်နိုင်ခဲ့ကြတဲ့သမိုင်းမှတ်တမ်းများကိုလည်းတွေ့ရှိရကြောင်းအဲဒီနောက်ဒုဗမာစီယုံပေါ်ပေါက်လာပြီး အစည်းရုံးဝင်တခင်လူငယ်များမှတစဉ်ရဲဘော်၃ချိန်ရဲဘော်၃ချိန်မှတစဉ်ဗမာလွတ်လပ်ရေးတပ်မတော်ကိုစတင်ဖွဲ့စည်းနိုင်ခဲ့ပြီးလွတ်လပ်ရေးကိုပြန်လည်ရယူနိုင်ခဲ့တဲ့အထိဗုဒ္ဓဘာသာကရယာဏယူဟတင်ကြီးကအခြေခံအုတ်မြစ်ကောင်းများကိုချမှတ်ပေးနိုင်ခဲ့ကြောင်းဒါကြောင့်တပ်မတော်ရဲ့တမိုင်းဆ BIA ကဆိုသလိုမျိုးချစ်စရိယဆ YMB ကဟုပြောမှဖြစ်ကြောင်းအမျိုးအသီးကို အမျိုးသားများကြီးပွားတိုးတက်ရေးအမျိုးသားများနှင့်သက်ဆိုင်သောရေခင်များဟုအတိတ်ပဲဖွင့်ဆိုခဲ့ကြောင်းတမိုင်းစဉ်တခြားကိုလေးလာကြည့်မယ်ဆိုပါကလည်းကမ္ဘာနိုင်ငံများအနေဖြင့်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ရေရှည်ရည်တည်နိုင်ရေးအတွက်စဉ်ဆက်မပြတ်ကြိုးပမ်းတည်ဆောက်နေကြတာကိုတွေ့ရှိရကြောင်းဒီကနေ့ကမ္ဘာဖြစ်ရပ်များကိုကြည့်ပါကခင်းပြဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံများပါဝင်နိုင်ငံများဟာအခြားသောနိုင်ငံရေးများထက်အမျိုးသားရေးကိုဦးစားပေးဖော်ထုတ်လာကြတာကိုတွင်နိုင်ကြောင်း နိုင်ငံတော်ရဲ့ဗတ်စုံအကျိုးစီးပွားများအောင်မြင်ဖြစ်ထွန်းစေရင်စစ်မှန်သောအမျိုးသားရေးစိတ်ဓာတ်နိုင်ငံသားတိုင်းမှာမရှိမဖြစ်ရှိနေကြရန်လိုအပ်ကြောင်းအဲ့ဒီအချက်ကိုတွေးတောဆင်ခြင်မိကြတဲ့ဗုဒ္ဓဘာသာကလျာဏယူဟာတင်ကြီးကိုစတင်တည်ထောင်ခဲ့ကြသူများဟာအမျိုးစုတည်နေပသက်ပြီးထဲသွင်းခဲ့ကြခြင်းဖြစ်ကြောင်း မိမိတို့ရဲ့မြန်မာစာပေမြန်မာဘာသာစကားဟာနှစ်ပေါင်းရှည်ကြာတမိုင်းထောက်ထားခိုင်မာစွာဖြင့်တည်ရှိခဲ့ပြီဖြစ်ကြောင်းဘာသာစကားတစ်ခုရဲ့တန်မှုကိုမိမိမူရဲ့စာတီတိုင်းမီမဟုတ်တဲ့နိုင်ငံရဲ့ကြားဒေတာတစ်ခုကိုရောက်ကြည့်ချိန်မှသာပုံမနာလေတည်ရှိတတ်ကြကြောင်းအဲဒီအခါမှာမိမိတို့ရဲ့ကိုယ်ပိုင်ဘာသာစကားကိုယ်ပိုင်စာပေဟာပုံမလေးနဲ့တာကိုတည်လာကြကြောင်း ီမီမာမွေးဒီမီမာခြေပင်းသူတိုင်းဟာမိမိတို့ရဲ့ကိုယ်ပိုင်စာပင်နဲ့ဘာသာစကားကိုအလေးထားကြရန်တို့ကြောင်းကိုယ်ပိုင်ရင်ချင်းမွနဲ့ဘာသာစကားစာပင်များပျောက်ဆုံးမှုကြောင့်တိုင်းပြည်ပါပျောက်တဲ့အထိဖြစ်ခဲ့တဲ့တာရကများလည်းရှိနေကြောင်းဒီကနေ့ချိန်မှာဗုဒ္ဓဘာသာကလျာဏယောဂအသင်ကြီးတည်ဖြင့်လဲဘာသာစာပင်နဲ့ပတ်သက်ပြီးဆက်လက်ပုံဖော်ဆောင်ရွက်နေသလို နိုင်ငံတော်ဆိုရအနေဖြင့်လည်းမြန်မာစာပင်နှင့်ကိုပိုင်ဘာသာစကားများရှိပြီးသားထက်တိုးတက်မြန်မာလာစေရန်ဗတ်စုံတောက်စုံမှမြင့်တင်ဆောင်ရွက်ပေးလျက်ရှိနေတာကိုပြောကြားလိုကြောင်းဒီကနေ့ခေတ်မှပညာခင်မဟုတ်ကြောင်းကဘာဦးကာလကလေးကပညာကိုခြေပြုပြီးလူပေါင်းလောကကိုတိဆောက်ခဲ့ကြခြင်းဖြစ်ကြောင်းပညာကြောင့်ပင် လူသားတို့ရဲ့ယဉ်ကျေးမှုတမိုင်းပြောင်းလဲတိုးတက်ခဲ့ခြင်းဖြစ်ကြောင်းဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံများကို လေးလာကြည့်ပါက ပညာတတ်များပေါ်ကျဲဝါခြင်းနဲ့ပညာရေးကိုနှစ်ကာလများစွာကလေးကအားပေးခဲ့ကြခြင်းကြောင့်ဖြစ်တာကိုတွေ့နိုင်ကြောင်းဥစ္စာဟူသည့်မျက်လက်မျိုးပညာဟူသည့်မျက်ရွှေဦးဆိုတဲ့အတိုင်းအသိပညာတတ်ပညာများပြေဝါနေခြင်းဟာမိမိတို့တူတူယောက်ချင်းရဲ့ဘဝများတတ်တာမကပညာတတ်များပြေဝါတဲ့နိုင်ငံတော်တစ်ခုအတွက်လည်းကမ္ဘာလည်မှာဝင့်ထည်စင်မှာဖြစ်ကြောင်းဒါကြောင့်လက်ရှိချိန်မှာ

အတန်းပညာမှတစ်ဆင့်အတက်ပညာအသိပညာအထိပြည့်စုံအောင်ဖန်တီးပေးထားတဲ့စနစ်ကောင်းတစ်ခုပင်ဖြစ်ကြောင်းအတက်ပညာအသိပညာပြေဝတဲ့လူစွမ်းအချင်းမြစ်ကောင်းများကသာလျှင်နိုင်ငံတော်ကိုဖွံ့ဖြိုးတိုးတက်ပြီးရေရှည်တည်တတ်အောင်ဒိန်ဒိန်ဆောင်ရွက်ပေးနိုင်မှာဖြစ်ကြောင်းလုံခဲ့တဲ့နှစ်ပေါင်း100ကျော်မှစပြီးတိုင်းပြည်လွတ်လပ်ရေးကြိုးပမ်းမှုအတွက်ရေပြေးသဖွယ်ပေါ်ပေါက်လာခဲ့တဲ့ YMPA တင်းကြီးကချမှတ်ခဲ့တဲ့ရွေးချယ်များကိုဒီကနေ့ကာလတိုင်းမျိုးဆက်တင်များကလက်ဆင့်ကန်တာဝန်ယူထမ်းဆောင်ရရှိတာကိုတွေ့ရကြောင်းမျိုးချစ်စိတ်တက်ခိုင်မာမှုယောနယ်မှုပုံမှုတီးပြီးနိုင်တော်ဟာစူဂျုံနှင်းမြင့်ခီးတွေတွေကိုရှောင်းလန်းခဲ့ရကြောင်းဒါကြောင့်ကြုံတွေ့ခဲ့ရတဲ့သမိုင်းဖြစ်စဉ်များကိုသင်ခန်းစာရုပ်ပြီး အခုနေ့အမျိုးသားအောင်ပွဲနေ့အတွက်ချမ်းမတ်ထားတဲ့စံပေါ်ဖြစ်တဲ့ဇီလုံးချစ်ကြည်လက်တွဲညီရွှေပြည်သိစီလမ်းကြမြေဆိုးတဲ့စံပေါ်ဟာဒီကနေ့ချိန်မှာတိုင်းပြည်ရဲ့ပကတိလွယ်ချက်ဖြစ်တဲ့ခိုင်မာကောင်းမွန်တဲ့အမျိုးသားရေးစိတ်ဓာတ်တစ်ခုပင်ဖြစ်တာကိုအားလုံးရင်ထဲမှာဆွေးမြေးနားလည်နေကြရန်လိုအပ်ကြောင်း ရသဖရာရဲ့တာတာရဆိုရီဟာအစုံမတစ်ခုဖြစ်တယ်လို့ကိုစီကိုစီမှာရှိတဲ့ကိုချင်းစာတရားတစ်ခုလည်းဖြစ်ကြောင်းဗုဒ္ဓဘာသာဝင်တိုင်းရဲ့နှလုံးအိမ်မှာမြတ်စွာဘုရားရဲ့အစုံမများဂိမ်းအောင်နေရန်အတွက်38ပြမင်္ဂလာတရားတို့ဟာအခြေခံပင်ဖြစ်ကြောင်းအဲဒီလိုအစုံမများတိုင်းသူပြည်သားများရဲ့နှလုံးအိမ်မှာတည်ရှိနေရန်1949ခုနှစ်မှာစပြီး38ပြမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်ဆောင်ပွဲများကို YMBA တင်းကြီးကဥဆောင်ကျင်းပခဲ့တာဟာအခုက85ကြိမ်မြောက်ဇန်ရတုအခါသမယတိုင်ခဲ့ပြီဖြစ်ကြောင်းအဲဒီလိုကျင်းပနိုင်ခြင်းဟာနိုင်ငံတော်နဲ့တမျိုးသားလုံးအတွက်ဝမ်းမြောက်ဂုဏ်ယူဖွယ်ရာဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်းအခုနဲ့ 95ကျင်းမြောက်38ပြမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်ဆောင်ပွဲများကိုကျင်းပရမှာ ရခင်နှများနဲ့မတူထူးခြားတာဟာမြန်မာဘာသာနဲ့တာမကပဲတိုင်းရင်းသားဘာသာများဖြစ်တဲ့မွန်ပို့ဘာသာများနဲ့ပါဖြည့်ဆုံနိုင်ခဲ့တာကိုဝမ်းမြောက်ဂုဏ်ယူပွဲတွေ့ရှိရကြောင်းနောက်လာမယ့်နှစ်များမှာလည်းယခုတိုင်းရင်းသားဘာသာစကားများပြင်အခြားတိုင်းရင်းသားဘာသာစကားများနဲ့ပါ ဖြည့်ဆုံနိုင်ကြရေးအတွက်မိမိအနေဖြင့်တိုက်တွန်းပြောကြားလိုကြောင်း မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုတပိုင်းမှာပေါ်ပေါက်ခဲ့တဲ့ YMBA အသင်းကြီးဟာဒီကနေ့ဆိုပါကနှစ်ပေါင်း139နှစ်တန်ခဲ့ပြီဖြစ်ကြောင်းစတင် ပေါ်ပေါက်ချိန်ကလေးကချမှတ်ခဲ့တဲ့အမျိုးဘာသာသာသနာပညာကိုအားပေးပါဆိုတဲ့ရွေးချက်ဟာဒီကနေ့ထက်တိုင် အသက်ဝင်နေစေမျိုးဆက်အစ်မများကလက်ဆင့်ကန်ဆောင်ရွက်နေရစေတမိုင်းပေးတာဝန်မှာပြင်ဖြစ်ကြောင်း အဆိုပါတာဝန်များကိုဆောင်ရွက်မှာနိုင်ငံတော်ဆိုရနေဖြင့်လည်းတတတအားကြိုးစားဆောင်ရွက်နေသလိုအမေနိုင်ငံအတွင်းမိတင်းနေထိုင်ကြတဲ့တိုင်းရင်းသားပြည်သူတရက်လုံးကလည်းအမျိုးကိုချစ်တဲ့စိတ်ဘာသာကိုလေးထားတဲ့စိတ်သာသနာကိုထိမ့်သိမ်းဆောက်ရှောက်လိုတဲ့စိတ်ပညာကိုမြင့်တင်လိုတဲ့စိတ်တက်ခံယူချက်များဖြင့်တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းများမှာကိုယ်စီကိုယ်စီတာဝန်တည်တည်တာဝန်ရှိရှိပူးပေါင်းဆောင်ရွက်သွားကြရန်တိုက်တွန်းမှာကြလို့ကြောင့်ဖြင့်ပြောကြားပါရစေ။ ဲ့ဒီနောက်ဗုဒ္ဓဘာသာကလန်နာယူဝတင်ယုတ်တာဦးရဲထွန်းကတက်မတော်စစ်သမိုင်းပြတိုက်ကိုပေးရလူတန်းနဲ့1333ခုနှစ်တကူလဇန်10ရက်1952ခုနှစ်အေဗီလာ4ရက်နေ့တောက်ကြနေမှာရန်ကုန်တိုင်းဒေသကြီးပဇွန်တော်မြို့နယ်ဗုဒ္ဓဘာသာကလန်နာယူဝတင်အဆောင်အုံမြင့်ချရာမှာအုံပြုခဲ့တဲ့တမိုင်းဝင်ဘီတုကာတန်လက်ကိုကာကွယ်စည်းချုပ်ယုံကြည်ပြည်သူဆက်ဆံရေးနှင့်စိတ်သက်စစ်ဆေးညွှန်ကြားရေးမှုယုံညွှန်ကြားရေးမှုဗိုလ်ချုပ်ဇော်မင်းထွန်းထံပေးရပါတယ်။ ဲ့ဒီနော်ဘိုးရွာရင်ကျဲမှုကောက်ခွဲနဲ့ င်ကျေးမှုကဖွဲ့တို့ကတိုင်းရင်းသားရိုးရာကများဖြင့်ကပြဖြောပြကြပါတယ်ပတ်ခဒီ မရနိုင်ငံလုံးကြုံရင်းနေအေဂျန်တာရဲ့ကော်မရှင်ဦးထားဗုဒ္ဓဘာသာကလန်နာယူဝသင်ကြီး YMPA ရဲ့85ကျင်းမြောက်ဆွေရတူ38ပြမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်ဆောင်မွေးမှာမြန်မာဘာသာကြည်တန်းပဥ္ပါဒာကြည်တဲ့နဲ့မောမာဒာအငယ်တန်းတို့မှာပထမဆုံးရရှိခဲ့ကြသူများကိုဆုမြားပေးရခြင်းမြင်ပါတယ်။ အဲ့ဒီနောက်ကော်မရှင်တွေ့ရမှု တွဲဖက်မှုဆောင်ချုပ်ဗိုလ်ချုပ်ကြီးရေဝင်ဦးတမောင်းဝရမနှင့်ဂျေလန်ဖွံ့ဖြိုးရေးဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးလာမော တယံဇာတာနှင့်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဝန်ကြီးဌာနပြည်တော်စုဝန်ကြီးဦးခမောင်ရင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်အစိုးသိန်းတို့က95ကျင်းမြောက်ဆန်ရတူ38ပြမင်္ဂလာတရားတော်နဲ့ဗုဒ္ဓဝင်ဆောင်မွေးမှာဆွေးရရှိခဲ့ကြသူများကိုဆုမြားပေးရခြင်းမြင်ပါတယ်အဲဒီနော် အခမ်းအနားတယောက်လာကြတဲ့ကျောင်းသားကျောင်းသမီးက38ပြားမင်္ဂလာတေးကိုရွဆိုကြပါတယ်။ဘယ်ဒီမှာမင်္ဂလာအစပူဒေသာစင်းမြတ်တီပဲစင်းနေနေတိုင်းတော့ໃຫ

ဇာတိမှန်တခြင်းကိုတည်ဆို့ကြရာနိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လွန်ကြုံရေးနှင့်အေဂျင်တာရဲ့ကော်မရှင်ဥက္ကဋ္ဌဗုဒ္ဓဘာသာကလျာဏရှိဝတ်တင်ယာသက်ပန်နိုင်ငံကကြီးနဲ့အခမ်းအနားတယောက်လာကြသူများကကြီးစုအားပေးကြပါတယ်မြေတွန်းတော်စီခေကောက်ရောက်ပြီလေရိုးချက်တင်တို့တဲ့စီအောင်ကြမင်္ဂလာချင်းဘောအမြေတွန်းတော်စီခေကောက်ရောက်ပေါ်လေ အောက်ကြမခံဘူး hey မျိုးသားတို့ရဲ့အောက်ကြမခံဘူး hey မျိုးသမီးတို့ရဲ့မြမချင်းရမင်းစေအာသာနီတွေကျွေမခင်စင်းတို့ရဲ့အာသာနီတွေတိုင်းပြည်လုံးပဲနေတော့မဲ့ညီညွတ်ကြစေမျိုးယောကတန်သားတွေအခမ်းအနားပြီးမှာ နိုင်ငံတော်ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနှင့်အေဂျင်တာရဲ့ကော်မရှင်ကတဟာအခမ်းအနားတက်ရောက်လာကြသူများကိုရင်းနှီးနှီးနှုတ်ဆက်ပြီးဆွေးရရှိသူများအခမ်းအနားတက်ရောက်လာကြသူများနဲ့အတူနေ့လယ်စာကိုအတူတကွသုံးဆောင် ခဲ့ကြတယ်လို့တရင်ရရှိပါရခင်ဗျာ